ဟယ်လိုအားလုံးပဲမြင်လာပါခေါင်းမဒီလိုမျိုးဖြစ်ခုကြလားဖြစ်နေရလူတွေရောမြင်မူလားအများဖြစ်တော့မြန်မာနိုင်ငံမှာဆိုရင်ကိုရင်လေးတွေမှာဆိုတွေ့ရတတ်တယ်ပေါ့နော်ဆိုတာကဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုတော့သူကမို့ကြောင့်ဖြစ်တာပေါ့နော်မို့ဆိုလို့ကျွန်တော်တို့စားတဲ့ကောက်ရုံမို့ပြောအောင်မဟုတ်ဘူးပေါ့နော်ဒီ termitophyte species တွေက microsporan နဲ့ trichophyton species တိကျောက်ဖြစ်တာပေါ့နော် ကျွန်တော်တို့ဒါကိုမြန်မာလိုဆိုလို့ရှိရင်တော့ death လို့ခေါ်ရပါတော့။ English လိုဆိုလို့ရှိရင်တော့ rainworm infection လို့ခေါ်ပြီးတော့ medical name နေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် tinea capitis လို့ခေါ်ပါရဲ့။ဆိုတော့သူကခေါင်းမှာပဲဖြစ်တာလားဗောနော်ခေါင်းမှာပဲဖြစ်နေဖြစ်တာရှိရမဟုတ်ပါဘူးကျွန်တော်တို့အဲဒီခန္ဓာကိုယ်မှာမိုးစိတ်မွေးနေရာမှာပြီးတော့ဒီခြေထောက်မှာ အကျွန်တော်ဘိုက်မှာစပြီးအဲ့လိုမျိုးဖြစ်တက်ပါရဲ့ဖြစ်တဲ့နေရာပေါ်လိုက်ပြီးတော့ကျွန်တော်ခေါ်တဲ့နာမည်လေးတော့꿰သွားရေပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီနေ့ခေါင်းမှာဖြစ်တဲ့ Tinea capitis ဒီ ringworm infection of scalp ကိုပြပပြီးသွားပါမယ်ဆိုတော့ဒီမှုကအချင်းချင်းကူလာကူပါရဲ့ကျွန်တော် infection ရှိနေတဲ့လူရဲ့ခေါင်းစပင်ရေချိုးတစ်ပတ်ခေါင်းအုံး ဗီဇာတွေကိုနောက်ထပ်လူတယောက်က300ရာနဲ့စေကူးနိုင်တယ်။နောက်တစ်ချက်ကတော့ဒီ infection ရှိနေတဲ့ခွေးလေးကြောင်လေးကို깟ရာနေတစီလဲကူးစက်နိုင်ပါရဲ့။ဆိုတော့ခေါင်းမှာ death ဖြစ်တယ်ဆိုလို့ရှိရင် အရက်တုံးစကားဖြစ်တယ်ဒါလေးနဲ့ချစ်ပြီးတော့တံပြာဒီနဲ့ပို့ရင်ကောင်းပါလားစွားဖြေရမကောင်းပါဘူးအဲ့ရနေတစေဓာတ်နဲ့ချစ်ရနေတစေ infection နေထပ်ပြီးတော့ဝင်နိုင်ပါရဲ့ဆိုတော့အဲ့လိုမျိုးမလုပ်ပါနဲ့နောက်တစ်ခုကကုတ်တာမျိုးတွေလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ကုတ်လိုက်တဲ့ခါကျလို့ရှိရင်လက်ကပကြီးရရတွေကနေတစေ infection ဝင်သွားပြီးတော့အပြည့်ဖူးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒီလိုအပြည့်ဖူးတွေကိုပြန်ခွဲရဆေးထည့်ရတဲ့နှာခါနာဖြစ်နိုင်တယ်ပေါ့နော် ဒီ function ကဖြစ်တဲ့နေရာမှာရတာနာတာခေါင်းမဆိုရင်သပင်ကျွတ်တာထိတ်ကွက်တာစတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အသေးချာမကုဘူးဆိုရင်အဲ့ဒီနေရာမှာသပင်ကလုံးဝပြတ်မပေါက်တော့တာဖြစ်နိုင်ပါတယ်ဆိုတော့အသေးချာကုဖို့လိုပါတယ် ဒီလိုတွေဖြစ်လာရင်ဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲဆိုတော့ anti fungal shampoo နဲ့အဲခေါင်းတိချာလျှော်ပေးရပါမယ် anti fungal oil ဆေးတောက်ဖို့လည်းလိုပါတယ်ဆေးကအဆီယံဝဘက်ကပေးမှာပေါ့နော်ဆိုတော့ anti fungal shampoo နေနဲ့ဆိုလို့ရှိရင်ကျွန်တော်အနေငယ်ကိုပြထားပေးပါမယ်ဒီအရင်နဲ့ခေါင်းကိုတိချာလျှော်ပေးဖို့လိုပါတယ် ကျော်တို့ဒီ infection ကကျောင်းနေရွယ်ကလေးမူလာရင်ကလေးမြန်မာနိုင်ငံမှာဆိုရင်ကိုရင်လေးမှာဖြစ်များရေပေါ့နော်ဆိုတော့ဒီလိုမျိုးတွေတွေ့ရဆိုလို့ရှိရင်စီကန်းတေချာပြပေးပါကျွန်တော်မြင်မှုတလောက်ကတော့ခေါင်းမှာအပြည့်ပုအကြီးတွေဖြစ်ပြီးတော့မှစီကန်းကိုရောက်လာရေပေါ့နော်ဒီလိုချိန်ဆိုရင်အပြည့်ကိုခွဲရတာဆေးထည့်ရတာနဲ့ပို့ပြီးတော့နာပါရဲ့ဆိုတော့ဒီလိုမဖြစ်ခင်အစောပိုင်းမှာကလေးကစီကန်းပြပြီးတော့ဆေးတေချာတောက်ဖို့လိုပါရဲ့ခေါင်းလျှော့ရဲ့အခါမှာဆိုလို့ရှိရင်လည်းခေါင်းလျှော့ရည်ကိုတေချာရွေးဖို့လိုပါရဲ့ ဒီကလေးတော့မကိုရင်ရဲ့တကူရီသုံးပစ္စည်းတွေကိုလည်းတရားစနစ်တရားစီစဉ်ပေးတင်ပါတယ်။အဆုံးထိနားထောင်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ် knowledge တွေသိချင်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော် page တွေကို follow လုပ်ထားလို့ရပါတယ်။အားလုံးတတ်တာ